အခုရိုက်ထားတဲ့ဟာမဟုတ်ခင်ဗျာကျွန်တော်ကိုဗစ်ကာလတုန်းကရိုက်ထားတာပေါ့နော်ကိုဗစ်ကာလတုန်းကတပည့်တွေနဲ့အဲအလုပ်တွေမကောင်းဘူးเนาะအပြင်လည်းမထွက်ရဘူးကျမကြီးကအပြင်လည်းတိတ်ထွက်မရဘူးဆိုတဲ့အချိန်မှာနေတဲ့ခါကျတော့ကဲဟုတ်ပြီဟိုတပည့်3 4 5ယောက်လောက်နဲ့ခေါ်ပြီးတော့ဒီအလုပ်ကလေးတစ်ခုလုံးအလုပ်အပ်တာပေါ့เนาะအပ်တာကကျတော့တခြားလူလည်းမဟုတ်ပါဘူး ိုဟာကျွန်တော်တို့ရဲ့မိတ်ဆွေပဲမဟန်နီချိုမစ္စစ်ဟန်နီချိုကနေပြီးတော့သူတို့ရဲ့မိတ်ဆွေအမျိုးပေါ့နော်ဒီဆစ်လီကလေးရိုက်ချင်တယ်ရိုက်ပေးပါလားဆိုတာနဲ့အဲဒီတုန်းကရိုက်ထားတာဟာလေခင်ဗျာဆေးဘိုလ်လေးလည်းဖြစ်နေတာလည်းပါတယ်နောက်တကဆေးလေးဆိုတာကတော့ဒါမကောင်းဘူးလူဒါပေမဲ့လည်းဟိုလုပ်ငန်းသဘောရလောက်အောင်မှာဖြစ်တဲ့အတွက်ကြောင့်ဒီဟာလေးကိုနည်းနည်းလေးထူးခြားအောင်ပြမယ် ကိုလိုမျိုးကြီးဟိုတောက်ပြပြီးတော့မှလုံမဲ့ဟာတဲ့ဆိုင်ရင်နည်းနည်းလေးဒီလိုလေးနည်းနည်းရှော့ပေါက်ပြီးတော့လုံရင်ကောင်းမယ်ဆိုတော့ဈေးကူးလေးနဲ့လုံးဖြစ်သွားအရာကြီးမဲ့မူလားဆိုတော့အမှုပညာသမားတယောက်ကတော့အမှုပညာကအရန်ကျယ်ပြန့်တယ်လေလိုက်လေဝေးလေပဲ ဲ့တော့အဲ့ဒီဝန်ကကို2018လောက်ကရိုက်ခဲ့တဲ့ဇာကားဖြစ်တဲ့အတွက်ကြောင့်အခုပြန်ကြည့်တဲ့အချိန်မှာငါငါဒီစွမ်းဆောင်မှုအားနည်းသေးတယ်ငါဒီတက်ပူပြီးစူးစမ်းရအောင်မယ်ဆိုတဲ့အသိစိတ်ကလေးပဲဖြစ်ပေါ်နေတယ်။မဟုတ်ခင်ဗျာဒီကောင်2018ကကျွန်တော်တို့ရုပ်ရှင်ဘတ်ဂျက်နဲ့ရုပ်ရှင်ကားအနေနဲ့ရိုက်ထားတာ။ရိုက်ထားတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီဝန်ကတော့ရုပ်ရှင်ပြဖို့ဆိုပြီးတော့တန်းစီပြီးတော့စောင့်နေကြတာပေါ့နော်။ဒါပေမဲ့အခုဒီ for you application လေးကိုသူတို့တီထောင်လိုက်ပြီးတော့ ဟိုဇက်ကားကောင်းလေးတွေကိုခေါ်ယူ application ကနေပြမယ်ဆိုတော့သူတို့ဟိုစိတ်ကူးလေးဖြစ်ပေါ်လာတယ်နဲ့တွေ့ပါတယ်အဲ့တော့ကြောင့်ဒီ application မှာပြဖို့တော့ဆိုပြီးတော့ပွဲလေးလုပ်ချင်တယ်ဆိုလို့ဖိတ်လို့လာခဲ့တာအဲ့ဒါလည်းအခုရိုက်ထားတဲ့ဟာမဟုတ်ခင်ဗျာကျွန်တော်ကိုဗစ်ကာလတုန်းကရိုက်ထားတာပေါ့နော်ကိုဗစ်ကာလတုန်းကတပည့်တွေနဲ့အဲအလုပ်တွေမကောင်းဘူးပေါ့နော်အပြင်လည်းမထွက်ရဘူးကျမကြီးကအပြင်လည်းတိတ်ထွက်မရဘူးဆိုတဲ့အချိန်မှာနေတဲ့ခါကျတော့ကဲဟုတ်ပြီ ဟိုတပည့်3 4 5ယောက်လောက်နဲ့ခေါ်ပြီးတော့ဒီအလုပ်ကလေးတစ်ခုလုပ်မှာအလုပ်အပ်တာပေါ့နော်အပ်တာကကျတော့တခြားလူလည်းမဟုတ်ပါဘူး ဟိုဟာကျွန်တော်တို့ရဲ့မိတ်ဆွေပဲမဟန်နီချိုမစ္စစ်ဟန်နီချိုကနေပြီးတော့သူတို့ရဲ့မိတ်ဆွေအမျိုးပေါ့နော်ဒီဆစ်လီကလေးရိုက်ချင်တယ်ရိုက်ပေးပါလားဆိုတာနဲ့အဲအဲ့ဒီတုန်းကရိုက်ထားတဲ့ဟာလေးခင်ဗျမတင်ပြတ်သွားတာပေါ့အခုမှကျွန်တော်အဲ့ဒါလေးကို edit လေးလုပ်ပြီးတော့ပြန်တင်ပြတာပါအော်အဲ့လိုစိတ်ကူးတော့မဟုတ်ခင်ဗျကျွန်တော်ကတော့စဉ်းစားတဲ့ idea လေးကဟိုဟာပေါ့လေကြောင်ညာဆိုရင်လည်းမတူအောင်စဉ်းစားမယ်ရုပ်ရှင်ဆိုလည်းမတူအောင်စဉ်းစားမယ်အမှုပညာကိုအဓိကကျွန်တော်တို့ဟိုအားပေးနေတဲ့ပရိသတ်တွေအတွက်ကို ဟိုကျွန်တော်တို့ကနေပြီးတော့အလုပ်ကျွေးပြုရမယ်ဆိုတဲ့စိတ်ကူးလေးနဲ့ပဲဘာပဲပြပြဟိုကောင်းတဲ့ဟာလေးဖြစ်စေချင်တယ်အဲ့စိတ်ကူးလေးနဲ့ရဖြစ်သွားတယ်။အဲ့ဒါတော့ဘာရတော့မဟုတ်ပါဘူးကိုစီမာဆိုဒီဆက်လက်မိမိညရသေးတဲ့အချိန်မှာရှေ့မှာမင်းကလေးတယောက်လာပြီးတော့မိညပေးတဲ့ဆိုတဲ့ဟာကဟိုလန့်စရာတစ်ခုဖြစ်သွားတဲ့သဘောကအကြောင်းအရတော့ပြောချင်တာကဆေးလိတ်ကိုတောက်မဲ့ဟာကိုကိုရှေ့မှာမင်းကလေးတယောက်ကမိကျစ်လာညှိပေးတယ်ဆိုတော့အနေနဲ့များတော့ လန့်သွားတာပေါ့နော်အဲအဲ့လိုအိုင်ဒီယာလေးတွေပါဟိုလိုမျိုးကြီးထူးထူးခြားခြားကြီးဒီဟာကြီးကိုတော့ဟိုလိုစိတ်ကူးတွေပါတွေနဲ့လောက်ထားတာမဟုတ်ဘူးအဲ့တုန်းကကျွန်တော်ပြဒီကျွန်တော်ရိုက်ချင်တဲ့ဇလန်းလေးတစ်ပုတ်ရေးနေခဲ့တာပေါ့နော်အဲ့ဒီကလေးကရေးနေတဲ့အချိန်မှာဟိုဆေးဘုတ်လေးလည်းဖြစ်နေတာလည်းပါတယ်နောက်တစ်ခါဆေးလေးဆိုတာကတော့ဒါမကောင်းဘူးလူဒါပေမဲ့လည်းဟိုလုပ်ငန်းသဘောရလောက်အောင်မှာဖြစ်တဲ့အတွက်ကြောင့်ဒီဟာလေးကိုနည်းနည်းလေးထူးခြားအောင်ပြမယ် ကိုလိုမျိုးကြီးဟိုတောက်ပြပြီးတော့မှလုံမဟာတဲ့ဆိုင်ရင်နည်းနည်းလေးဒီလိုလေးနည်းနည်းရှော့ပေါ့ပြီးတော့လုံရင်ကောင်းမယ်ဆိုတော့ဈေးကူးလေးနဲ့လုံဖြစ်သွားတယ်ရကပတ်တို့ဒါ family show ပေါ့ဒါကျွန်တော်ဇာကားမလို့ကျွန်တော်ကတက်တာဗျတခြားဟိုကဖြစ်လို့ရှိရင်မအားတာများတော့လေကျွန်တော်ကအလုပ်တွေဆက်ပြပို့ပါပို့မအားတာများတဲ့တချို့တိတ်မသွားဖြစ်ဘူး ဒါပေမဲ့လည်းအခုလိုက်လေးလာရတာပေါ့နော်ဘူးလူငယ်တွေကဘာတွေရိုက်နေလဲကျွန်တော်တို့ကျတော့အကြီးပိုင်းဖြစ်သွားပြီလူငယ်တွေဘာတွေလုံနေလဲဘလူဟာမျိုးတွေရိုက်နေလဲရုပ်ရှင်ကျတဲ့ပေရသက်ကဘလူဟာမျိုးတွေကြီးနေလဲနော်ရုပ်ရှင်ရောပေရသက်တွေကဘယ်ဟာမျိုးကိုကြိုက်တယ်လဲဘယ်ဟာမျိုးကိုမကြိုက်ဘူးလဲအဲ့ဒါလေးတွေကိုကိုကကိုလုံလုံလုံဖြစ်တဲ့အချိန်ကြလို့ရှိရင်မမားရအောင်လေးလာနေတဲ့အနေထားပဲရှိတော့ဒီကားကတော့2018ကရိုက်ထားတဲ့ကားဖြစ်တဲ့အတွက်ကြောင့် for you application မှာပြမယ်ဆိုလို့ကျွန်တော်ကဒါကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်ရဲ့ကျေးဇူးရှင်ဘေးသက်တွေလည်းကျွန်တော်မတော်မှမမေ့ပါဘူးအခုဒီနေ့လာရဆိုတာလည်းဒီဟိုဟာစောက်ကြီးရဲ့စီရင်ချက်ဆိုတဲ့စကားကို for you application မှာပြမယ်ဆိုပြီးတော့ဖိတ်ကြားလို့ဒီ quality တော့ဒီ for you application ကိုပဲဝင်ရောက်ကြည့်ရှုပြီးအားပေးကြပါဦးလို့ဖိတ်ခွက်ချင်ပါတယ်